ားလုံးပဲမင်္ဂလာပါရှင်မြန်မာနဝဲ channel ရနေနေထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ပရိသတ်များစိတ်ဝင်စားမဲ့ဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တိဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာနားဆင်ရမယ့်ဇာတ်လမ်းလေးကစာရေးဆရာအက္ခသောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းနဲ့တခွတ်မှားသောကြာဇာတ်လမ်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်ဒီလိုအဖြစ်ပြက်တွေမဖြစ်ပွားမီတည့်ရက်အလိုမှာဆရာဝါကြီးဟာအိမ်ပြက်ကြီးစီကိုအပြေးလွှားရောက်လာခဲ့တယ် အိပ်ပြက်ကြီးထဲမှာတော့ဥတုခနဲ့မပန်းတာတော့အကျွတ်တရောက်ရှိနေကြပဲခမရအရေးကြီးတယ်ဆိုလို့လာခဲ့တာ ပြောပါဦးဘာကိစ္စလဲရှင်သာခိုင်ကမနှက်ပြန်ကြမှာဆက်ခိုင်နဲ့ဆက်ပြက်ခိုင်ကလူတွေကိုပေါင်းစည်းပြီးတော့တောင်ဆက်အေးမြောက်ဆက်အေးရွာကိုတက်ခိုက်တော့မယ်တဲ့အိမ်နီးကခိုင်ချုပ်ကြီးရဲ့မွေးနေ့မဟုတ်လားသူတို့ကဒါအောင်အခွင့်ကောင်းယူပြီးတက်ချင်တာဖြစ်မယ်ဆရာကြီးမပန်းတာကောက်ချက်ချလိုက်တယ်ဥတုခဆရာဝါကြီးကိုကြည့် ခမ ्या ဒီတော့ဘာဖြစ်ချင်တာလဲဘာဖြစ်ရမလဲသူတို့တိုက်ခိုက်ဖို့ထွက်သွားတဲ့အချိန်မှာဂိုင်းမှာလုံနေသွားမှာပဲဒီချိန်ကျုပ်ကနောက်ွယ်ရနေလှုပ်ရှားမယ်ဒီကလေးမတွေဂိုင်းကထွက်သွားပြီးပြန်မလာနိုင်အောင်လုပ်မယ်ကျုပ်ကိုလူတချို့ပြေးပါဥတုခသူတို့ထွက်သွားတဲ့အချိန်မှာနောက်တန်းစခန်းတွေကိုကျုပ်တိုက်ခိုက်သိမ့်ပိုက်မယ်ကောင်းပြီခမ ्या အတွက်လူ90စီစဉ်ပေးမယ်ရွှေနာကရလူတွေထွက်သွားပြီးပြီဆိုရင်တော့ နန်းတော်ရောက်ခမရတက်ခိုက်တိမ့်ပတ်ရမယ်။ဆရာဝါကြီးကကြောင်စီစီဖြစ်သွားတယ်။ဖားလေခမရကိုမတိုက်ချင်ဘူးလား။ဒါဆိုရင်လည်းပြက်ပြီးတော့တိုက်ချင်ပါလေ။ကျုပ်ကိုလူတွေသာပေးပါ။မနေ့ပြန်ညနေမှာကျုပ်တို့လူတွေကို ခမရတို့စီလှုပ်ပေးလိုက်မယ်။ခမရအသင်စောင့်နေပါ။ကောင်းပါပြီ။ဆရာဝါကြီးကထထွက်သွားဖို့ကြံ့ရွယ်လိုက်တဲ့အချိန်နေယောခမရကျုပ်ကိုဂရိပေးထားတာရှိတယ်နော်။ တကယ်လို့အကျန်စီအောင်မြင်နေဆိုရင်ကျုပ်တို့နဲ့ပူပေါင်းရမယ်။ဆရာဝါကြီးကမချီသွားပြန်လေးပြုံးကတိပါတယ်။ကျုပ်တိပါတယ်။ဆရာဝါကြီးထွက်သွားတဲ့အချိန်မှာမပန်းသာအလောတကြီးနဲ့သူတို့ကတိုက်တော့မယ်ဆိုတော့ကျမတို့ကပြန်လဲခုခံမှုပြင်ဆင်ထားရမယ်မဟုတ်လားဆရာကြီး။တိတ်လဲစိတ်ပူမနေပါနဲ့။ငါတို့ခေါင်းဆောင်ကြီးနဲ့သွားပြီးတိုင်ပြင်ကြတာပေါ့။စိတ်မပူလို့ရမလား။တိုက်ပွဲတွေဖြစ်လာတော့မယ်လေ။ ပြီးတော့ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းရဲ့အင်အားကလည်းနည်းအောင်မဟုတ်ဘူးမပူပါနဲ့မပန်းတာဒီတိုက်ပွဲကကျုပ်တို့မတက်ခင်ကလေးကနိုင်နေပြီးသားတိုက်ပွဲပါဦးသူကအိမ်ပြည့်ကြီးအတွင်းထဲကနေထွက်လာခဲ့တော့တယ်ဒီဝကိုင်းမှာတော့ဂိုင်းကျုပ်ကြီးဦးမရရဲ့မွေးနေ့မင်္ဂလာပွဲကျင်းပဖို့အတွက်အခမ်းအနားတွေပြည့်စင်နေတယ်ဦးသူကခေါ်လိုက်တဲ့အတွက်ဦးမရကအစည်းအဝေးအခမ်းအတွင်းထဲကိုဝင်လာတယ်ဘာများအရေးကြီးလို့လဲဦးသူကမနေ့ကညမှာရွှေဟင်းသာဂိုင်းရလူတွေက တောက်ဆက်အေးမြောက်ဆက်အေးရွာတွေကိုတိုက်ခိုက်မယ်လို့ပြောပါတယ်။ဥမာယာထိတ်လန့်သွားတယ်။ဒီလိုတွေကအခွင့်အောက်စောင့်နေကြတဲ့လူတွေပဲ။ကျုပ်တို့တက်ပြက်နီးပြော်တခုရေးဆွဲရမယ်ဥဒုခ။မလိုပါဘူး။ဒီတိုက်ပွဲကကျုပ်တို့အတွက်အနိုင်ပွဲပါခေါင်းဆောင်ကြီး။ခမရတော့တိုက်တောင်မတိုက်ရသေးဘူး။နားနေပြီပဲဗျာ။ဒီအခွင့်အရာကျုပ်ဆောင်နေတဲ့အခွင့်အရာတခုပါပဲခေါင်းဆောင်ကြီး။ဒီအခွင့်ရောအတုံးချပြီ။ရွှေနာခိုင်းကိုအပြည့်ချိန်မဖြစ်ရမယ်။ ခမ ्या ရဲ့အစီအစဉ်ကိုပြောပါအောင်ရန်သူကိုတိုက်ဖို့ဆိုရင်အရင်ဆုံးရန်သူကဘလို့တွေးတယ်လဲဆိုတာကိုတွေးမိဖို့အရေးကြီးပါတယ်ခေါင်းဆောင်ကြီးကို့အကြောင်းကိုသိတာနိုင်မို့မသိကြပါမယ်ကို့ရန်သူအကြောင်းကိုသိထားတယ်ဆိုရင်နိုင်မို့ပုံပြီးသိကြပါတယ်ဥမာယာကဥဒုခစကားကိုနားဆွေထောက်နေလေရှင်းနာကြရလို့တရားဒီလိုတွေးပါလိမ့်မယ်မင်းနဲ့ပြင်ကခေါင်းဆောင်ကြီးရဲ့ဝင်းနေပွဲချင်းပါမှာပဲဝင်းနေပွဲမှာခံရလို့တွေအလုံးက ခေါင်းဆောင်ကြီးရဲ့ဝင်းနေပွဲကိုတက်ရောက်နေတဲ့အချိန်မှာနေစိုးနေဖျားဆက်အေးရွာနေရမှာအဆောင်ချက်တွေနည်းနေလိမ့်မယ်လို့တွေးထားတဲ့ပုံပဲတကယ်လဲနည်းနေမှာပဲအခုလောလောဆယ်ဆက်အေးရွာတွေ့အောင်လူ30စီအဆောင်ချထားပါမယ်ဟုတ်ပါပြီဆက်အေးရွာနေရဆိုတာဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းရဲ့ဇာတိနေရာဖြစ်တဲ့အတွက်နည်းမြေဒေသအခြေအနေကိုကြုတ်တုတ်လူတွေထက်အများကြီးပိုပြီးသိနေမှာပါသူတို့စီမှာလူအီအားလဲ900လောက်ရှိနေသေးတာဆိုတော့ သူတို့လက်လွတ်ခဲ့ရတဲ့နယ်မြေတွေကိုပြင်ပလို့ခြင်းနေပုံရတယ်။ဒါကြောင့်ဒီကိုင်းနကိုင်းကရွာနရွာကိုတေချောက်ပေါက်ဝင်ရောက်တိုက်ခိုက်မှာပဲ။လူ30နဲ့လူ900ဆိုကြရဘသူနိုင်မလဲဆိုတာကိုတန်းသိနေပါပြီဥဒုခ။တာမန်သွေးရင်တော့ဒီလိုပဲတွေးမိမှာပါ။ဒါပေမဲ့အနာဖက်ကကကျုပ်တို့လက်ထဲမှာကင်ထားပြီးသား။အဲ့ဒီအနာဖက်ကဆိုတာဘာလဲ။ဒီရွာတွေမှာနေထိုင်ကြတဲ့လူတွေပဲလေ။ ဆက်ခိုင်းတဲ့ဆက်ပြက်ခိုင်းရပညာပြိုင်ပွဲချင်းပိုင်ကျုပ်တို့တိုက်ခတ်လို့ကတောင်းကနေထွက်ပြေးသွားခဲ့ရတယ်ဆိုပေမဲ့ဒီလူတွေရဲ့မိမတွေကလေးတွေမိသားစုတွေကဒီရွာနှရွာမှာကြံ့နေခဲ့တယ်။သူတို့ဆက်အင်းရွာတွေကိုတိုက်ချင်ရတဲ့အကြောင်းကမိသားစုတွေနဲ့ပြန်လဲစုံစည်းချိန်မှုရတယ်။ခင်ဗျားပြောတာဟုတ်လောက်တယ်။ဒါကြောင့်ဒီမိသားစုတွေကိုလူသားတိုင်းကအဖြစ်အသုံးပြုပြီးတော့သူတို့အကြက်ကလိုက်မယ်ဆိုရင် သူတို့တော့တိုက်စီရမလို့ပဲအလိုလိုလက်နဲ့ချအညံ့ခံလိုက်အောင်လုပ်လို့ရပါတယ်။ဖြစ်ပါမလား။ခိုင်းချောင်ကလေးမလေးကသူတို့ကိုသွားခွင့်ပေးပါမလား။မိသားကစိတ်ပြော့တယ်။မိသားစုတွေကိုတတ်မယ်ဆိုရင် तू ကကျင်းနေပေါ့သွားခွင့်ပြုမှာပါ။ကောင်းပြီလေ။ဒါဆိုတိုက်ပွဲအခြေအနေကိုပြောပါအောင်။သူတို့ကရုံတောင်မြေခွေးမြောင်းလိုက်ဆိုတဲ့နီးပြူဟာကိုတုံးချင်မုံရတယ်။ဒါကြောင့်ရွာနွေရွာကိုဗျာနူတိုက်မှာမဟုတ်ပဲရွာတွေရွာအရင်စင်းနေတိုက်ခတ်လိုက်မယ်။ ဒါဆိုရင်ကျန်တဲ့ရွာတွေကလူတွေကတစ်ဖက်ရွာကိုစစ်ကူဖို့သွားတဲ့အချိန်မှာသူတို့ကတစ်ဖက်ရွာကိုထပ်ပြီးတိုက်ခတ်မဲ့နေရောသုံးပါပါဒါကြောင့်မနေ့ပြန်ကြမတိုက်ခဲ့မှာရွာနေရမိသားစုတွေကိုရွာနေရရဲ့အလဲကြားမြို့ကွက်လက်ကိုဖမ်းဆီးခေါ်ဆောင်ပြီးသူတို့နှစ်ဖက်လုံးစုံမိအောင်လုပ်ရပါမယ်သူတို့ကအညံ့မခံဘူးဆိုရင်ဒါဆိုရင်တော့သူတို့မိသားစုတွေကိုတိောက်မကြအကုန်တက်ပြရမှာပေါ့ဥမာရအော်အော်ထိတ်လာတော့ကား ပုံမှန်ဆိုရင်ဂိုင်းဖွဲ့ဝင်တွေကဂိုင်းဖွဲ့ချင်းချင်းသာတိုက်ခိုက်ပြီးတော့မိသားစုတွေမဆိုင်တဲ့လူတွေကိုဒုက္ခပေးလို့မရှိဘူးဥဒုက္ခဒါကဂိုင်းတွေအချင်းချင်းကြားမှာထားတဲ့ကြိဝတ်တစ်ခုပဲခမရဒီလိုလောက်တာဂိုင်းတွေအချင်းချင်းကြားမှာထားတဲ့ကြိဝတ်ကိုဖောက်ဖျက်ရကြောက်မနေဘူးလားခေါင်းဆောင်ကြီးကအတွေးခေါင်တွေပြတ်ပါပြီတိုက်ပွဲဆိုတာဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အနိုင်ရဖို့ပဲမဟုတ်လားဒီနည်းနဲ့မှမတိုက်တို့ခိုင်းရလူ900ကိုကျုပ်တော့ လူ900နီးပါးပြန်ပြီးခုတ်ခံရလိမ့်မယ်။ဒေတာပွဲကသွေးချောင်းစီးတဲ့တိုက်ပွဲကြီးတစ်ခုဖြစ်သွားလိမ့်မယ်။ဒီတော့ဘသူဘသူအမမနစ်နာတဲ့နီးလောက်အသုံးပြတာအကောင်းဆုံးပဲမဟုတ်လားခေါင်းဆောင်ကြီး။ဥမာယာခေါင်းငယ်လိုက်လေ။ခမရပြောတာမှန်ပါတယ်။ဒါနဲ့ဒီတိုက်ပွဲတစ်ခုအနိုင်ရအောင်နဲ့ရွှေနာကန်းကြီးတစ်ခုလုံးကိုတင်ပိုက်ဖို့ဖြစ်နိုင်မှာမလား။ဒီတိုက်ပွဲကိုမိသားနဲ့မမကြီးကိုယ်တိုင်သွားပြီးတော့မှကုတ်ကဲမှာပဲခေါင်းဆောင်ကြီး ဒီခါမှာရှင်နာခိုင်ရဲ့ပိုင်တဲ့နေရာနှစ်ခုအဆောက်ချက်တွေထားခဲ့လိုက်မယ်။ဟင်းနာကောတော့မောင်ဆိုင်ရဆောက်ချက်ပြီးနန်းတော်ရအိမ်ညို့တော့ဓဘွားရှင်နဲ့ဓဘွားခင်တို့တွေကကြံနေခဲ့မှာပဲ။ကျုပ်တို့အတွက်ကောင်းကောင်းသားတာတခုကသူတို့စီမှာဆရာနောင်မရှိတာပဲ။ဆရာနောင်သာရှိနေကြုတ်ချက်စီကအောင်မြင်ခြင်းမှအောင်မြင်မယ်။ဟင်းနာကောကတိုက်ဖို့မလွယ်ဘူးနော်။ပြီးတော့မောင်ဆိုင်ဆိုတာကလည်းတော်ရုံလိုမဟုတ်ဘူးလို့ကြားဘူးတယ်။မှန်ပါတယ်။ ဒါပေမဲ့မောင်ဆိုင်ဆိုတာတစ်ဖက်ခိုင်းမှာနေလို့လလို့ထွန်းတောက်ခဲ့တဲ့လူတယောက်ဒီခိုင်းမှာသာမန်အညာတရရာထူးလေးရထားတာကိုလုံးဝမကျင့်တတ်တဲ့လူကြုံတဲ့ရင်တွေကြားရသလောက်ကတော့မောင်ဆိုင်ရရွှေနာခိုင်းမှာလူတွေကိုတိတ်တဆိတ်စီးအောင်နေတယ်လို့ကြားတယ်မိသားတို့တိုက်ခိုက်ဖို့ထွက်သွားတာကိုအခွင့်အရေးလို့မြင်သွားမယ်ဆိုရင်တော့ဟင်းနာကောင်ကကြောက်ဆုံးမှုအသေးချပါပဲမောင်ဆိုင်တို့လူကငါတို့နဲ့ပူပေါင်းမှာမလားဘယ်ပူပေါင်းမှာမလဲခေါင်းဆောင်ကြီးအား ။ "तू อ่ะตู้ซ้วนเนี่ยခန်းတစ်ခုထောင်လို့ရတယ်လို့ထင်နေတယ်လို့ပါ။ဒါဆိုသူ့ကိုခန်းတစ်ခုထောင်အောင်တွန်းအားပေးရမယ်ဆိုတဲ့သဘောလား။ဟုတ်ပါတယ်။ဒီကိစ္စကိုကြုံတာဝန်ယူပြီးဆောင်ရွက်လိုက်ပါမယ်။ရွှေဟင်းသာခန်းကိုကြုံတော့မပိုင်ပေမဲ့ဘာပဲဖြစ်ဖြစ်ပြိုခိုးသွားတာပေါ့လေ။ဥတုခရဲ့အကြာကောင်းပါတယ်။ဒါနဲ့နန်းတော်ရောက်ကိုဘယ်လိုလုပ်လဲ။ဆရာဝါကြီးဟာရွှေနာခိုင်ရဲ့ခိုင်ချုပ်ဖြစ်ချင်နေတယ်လို့သူ့ကိုလူအေးအားပေးပြီးနန်းတော်ရောက်ကိုတင်ပိုက်ဖို့စီစဉ်ထားပါပြီ။ ကောင်းလိုက်တာဥဒုခတို့ကြဲ့ရင်ဖန်ရင်ကောင်းချက်ပြတချက်ခုတ်တာနဲ့တကယ်ပဲတော့လေးပိုင်းပြက်တာပဲဆက်အေးရွာစိတ်ရှုံးလို့ပြေးလာတဲ့မိသားစုတို့လုံလမ်းမမြင်တော့ဆက်အေးရွာကိုကျုပ်ကိုယ်တိုင်ဦးစီးပြီးတိုက်မှာပါမိသားနဲ့မမကြီးကိုကျုပ်လက်ရဖမ်းဆီးမှာပါခေါင်းဆောင်နေဒါပေမဲ့အရန်နီးလန်းကိုတော့တွေးထားပါသေးတယ်ဘလို့အရန်နီးလန်းလဲတကယ်လို့ကျုပ်သားမိသားကိုဖမ်းမမိဘူးဆိုရင် ွေတောင်းကဟင်းသာကုန်းကိုပြေးလာမှာပဲဟင်းသာကုန်းကိုမောင်ဆိုင်တို့တိမ့်ပိုက်လိုက်တယ်ဆိုတာသိသိချင်းနန်းတော်ရွာကိုဆုတ်ခွာမှာပဲခမရပြောတာဟုတ်တယ်ဒါကြောင့်နန်းတော်ရနဲ့ဟင်းသာကုန်းသွားလက်လမ်းမှာလက်စားချေချင်နေတဲ့စိတ်တလုံးလူ90ဦးဆောင်ပြီးပဲဆုတ်တက်ခိုက်ဖမ်းဆီးခိုင်းလိုက်မယ်ဒါဆိုရင်တော့မိသားတယောက်ပြေးပေါက်မရှိတော့ဟန်ကြလိုက်လေဗျာဒီအစီအစဉ်သာအောင်မြင်ခမရကိုယာလူတိုးပေးမယ်ဦးသူခါ ျုပ်ဒီညနေပဲမောင်ဆိုင်နဲ့တွေ့ရမယ်ခေါင်းဆောင်နေညနေအချိန်ကိုရောက်ခဲ့လိမ့်ပြီဇေယျကြီးတို့အတွင်မောင်ဆိုင်နဲ့ဥဒုခတို့တွေ့ဆုံကြတယ်ကျုပ်ကဂန်းတဲ့ထောင်မှုအစီအစီရှိပါတယ်ဒါပေမဲ့ခမားတော့မရောဒါကိုတော့စိတ်မပူပါနဲ့ကျုပ်တို့ကြားမှာနားလည်မှုကလေးတခုထားကြရအောင်ဘလို့နားလည်မှုလဲမေခန်းတဲ့တီထောင်ရဲ့မင်းရဲ့ခေါင်းဒေဝခိုင်ရလက်ဖြားနေတာမထီဘူးဆိုတဲ့ခရီး ခမားဂရိပေးနိုင်တယ်ဆိုရင်တော့ကြောက်လို့မယ်။လုံးလိုက်စမ်းမှာမောင်ဆိုင်အားခမားတစ်ချိန်တော့ကံမောစာခိုင်းရဲ့စောဝါကြီးဖြစ်လာမယ်လို့တယောက်ပဲ။မင်းကလေးတယောက်စီမှာထားရနေဆရာပွားတဲ့အစ်စ်မဟုတ်ဘူး။ဒါပေမဲ့ဒီလိုလောက်တာရွှေနာခိုင်းပေါ်သစ္စာဖောက်ရမကြောက်လား။သစ္စာဟုတ်လား။ဥတုကအတန်ကြာရီမောနေလေတယ်။မင်းကသစ္စာရှိတယ်ဆိုရင်အစကတည်းကစောဝါကြီးကိုမတက်ပဲနေမှာပေါ့ကွ။မဟုတ်ဘူးလား။ မောင်ဆိုင်မခန့်မရနဲ့အောင်ဖြစ်ကဇီရကြီးပေါ်ကဆင်းသွားတယ်။ "तू တစင်ထောင်မမလားဇီရကြီး။အရင်ကထောင်ရင်ထောင်လိုက်မယ်။အခုတော့ထောင်မရပိုးသေးကြသွားပြီ။ဦးသူခရဲ့အကျက်စီအားလုံးတွေ့မသိမ့်ဖြစ်လာခဲ့တယ်။မိသားတယောက်လမ်းမတွေပေါ်ပြေးလွှားလာခဲ့ရင်စိတ်တလုံးနဲ့ပတ်ပေးတိုးမိတယ်။စိတ်တလုံးနဲ့မိသားတို့ကတယောက်နဲ့တယောက်တိုက်ခိုက်ကြတယ်။စိတ်တလုံးကမိသားကိုရရဆက်တိုက်ခိုက်တယ်ဆိုပေမဲ့မိသားကတော့စိတ်တလုံးရဲ့တိုက်ခိုက်မှုတွေကိုကောက်ွယ်ရှောင်တိန်နေတယ်။ ိုကြီးစိတ်တလုံးဘာဖြစ်လို့ဒီလိုလောက်ရတာလဲဘာဖြစ်လို့လဲဟုတ်လားနေမဲ့ငါ့ရင်ဝါကိုစောက်ကထုတ်ခဲ့တာမဟုတ်လားမိခါရဲ့ကျမမှားခဲ့တာကိုသိပါတယ်အခုမှတော့နောက်ကျသွားပြီမင်းကငါဘာပြောခဲ့လဲမိခါမင်းတို့ကငါ့ကိုအယူအပေါလို့သဘောထားတယ်ငါပြောသမျှစကားကိုနားမဝင်ခဲ့ဘူးမဟုတ်လားအခုမင်းနေရပေးလိုက်တဲ့မောင်ဆိုင်ကမင်းရောဘယ်လိုလောက်သွားတယ်လဲဆိုတာသိပြီမဟုတ်လားဒီလိုကောင်းကမယုံပါနဲ့လို့ငါအတန်တန်ပြောခဲ့ရတာနဲ့ ျမမှားတယ်လို့ဝန်ခံမိမိမဟုတ်လားဦးကြီးစိတ်တလုံးဦးကြီးစိတ်တလုံးကဘာဖြစ်ချင်တာလဲဒီအမအတွက်မင်းနာနာကြည်ကြည်ပြက်ပြီးပြစ်ဆက်ရမယ်မိခါဦးကြီးစိတ်တလုံးကကျမမနိုင်ဘူးဆိုတာသိတဲ့နဲ့သိတယ်မင်းကမနိုင်ရင်လည်းငါ့ကောင်ကဖောက်ခွဲဖြက်စီးပြစ်မယ်ဒီမဲ့မိခါငါ့ဘဝမှာဘာမှဆုံးရှုံးစရာမရှိတော့ငါမိသားစုစုကလည်းမရှိတော့ငါရဲ့ဒုရယာမိသားစုလို့ခေါ်တဲ့ခိုင်းရလေငါ့ကိုခွဲတကောင်လို့မောက်ထုတ်တယ်လို့မောက်ထုတ်ခဲ့တယ် ငါဘွားတိသွားတော့မှပို့ပြီးကောင်းနိုင်မယ်။ဒီချေနောက်ကလိုက်လာတဲ့မောင်ဆိုင်တို့လူစုကမိသားတို့ရဲ့အနီးကိုရောက်လာခဲ့တယ်။မောင်ဆိုင်ကဓာကြီးတက်လက်ပစိန်ကြီးတက်လက်ကိုလက်တစ်ဖက်စီမှာဖန်တင်းမင်းတို့ဒီနေ့ငါလက်ချက်နဲ့တိတ်ရမယ်မိခါစိတ်တလုံးကပါတိုက်ပွဲအတွင်းထဲအောင်မလာတယ်။မိသားကစိတ်တလုံးနဲ့မောင်ဆိုင်ရဲ့ပူပေါင်းတိုက်ခိုက်မှုကိုကာကွယ်နေရတယ်။ဒါမဲ့မကြခင်မှာတော့စိတ်တလုံးကမောင်ဆိုင်ကိုတိုက်ခတ်လိုက်တယ်။စိတ်တလုံးမင်းဒါဘာလုပ်တာလဲ။ ဒါတွေအားလုံးကမင်းကြောင့်ပဲမောက်ဆိုင်ငါလက်စားချေချင်တာမိခောက်မဟုတ်ဘူးမင်းအောင်လက်စားချေချင်တာမိခောက်ကိုဖမ်းဆီးပြီးမှမင်းနဲ့ငါဆင်းရဲရှင်းမဲ့စိတ်တလုံးမောက်ဆိုင်ကမိသားစီရောခုံဝင်လိုက်တဲ့အခါမှာစိတ်တလုံးကအရှိရနေပိတ်ပြီးရက်တက်လိုက်တယ်မင်းနဲ့ငါနဲ့အရင်ရှင်းကြမယ်စိတ်တလုံးမင်းကတော့တော့အုံတော့မရှိတဲ့ကောင်ပဲဒါကြောင့်မင်းရဲ့ဘဝကဒီလိုဖြစ်နေတာငါဘဝကဘယ်လိုဖြစ်ဖြစ်မင်းအဖို့မပအောင်မောက်ဆိုင်စိတ်တလုံးနဲ့မောက်ဆိုင်တို့တက်ခိုက်ကုန်ကြတယ် စိတ်တလုံးကမိသားကိုကြည်မိခမင်းနဲ့ငါနဲ့ကြာရှိခဲ့ဘူးတဲ့တယောစီကြောင့်မင်းတို့ကနောက်ဆုံးအကျိတ်ဖြစ်လှုပ်ပေးလိုက်မယ်မင်းသွားတော့မိသားနေရာကနေထွက်သွားခဲ့တယ်မဆိုင်ကအနောက်ကလိုက်ချင်ပေမဲ့စိတ်တလုံးကတားဆီးထားတဲ့အတွက်လိုက်လာလို့မရအောင်ဒီချိန်နန်းတော်ရဘက်ကလူအုပ်ကြီးတအုပ်ကပြေးလာတယ်အဲ့ဒီလူအုပ်ကြီးရဲ့အရှိမဝေါ်ရီကြီးစီးထားတဲ့ဆရာဝါကြီးကလိုက်ပါလာခဲ့တယ်ဟင်းကကုန်းကိုချစ်တဲ့ဟင်းကကုန်းကိုတတ်ခတ်ချက် အဲ့ဒီလူစုမမြင်တွေ့စေဖို့မိသားကပုံအောင်နေလိုက်ရတယ်။စိတ်တလုံးနဲ့မောင်ဆိုင်တို့ရဲ့တိုက်ပွဲရပုံမှုပြည့်ထန်လာခဲ့တယ်။ဒါမဲ့မောင်ဆိုင်ကိုစိတ်တလုံးကမရှိနိုင်တဲ့အတွက်ခံကြီးခံနေရတယ်။လာစားမှာစိတ်တလုံးရဲ့မင်းရဲ့အစ်စ်လောက်နဲ့မင်းကောင်မင်းဘာမှန်နေလဲ။စိတ်တလုံးကပြန်လဲကုန်းထပြီးမောင်ဆိုင်ကိုတိုက်ခိုက်ပြန်တယ်။မောင်ဆိုင်ကစိတ်တလုံးရဲ့ရင်ဝါကိုဒနောက်နဲ့ဆောင်းထက်လိုက်တဲ့အခါစိတ်တလုံးဖေနာရက်သားလဲကျသွားခဲ့တယ်။မင်းလို့တစ်ဖက်ကားကငေါ့နိုင်မလဲလား။ ်မင်းကမျက်စိတစ်ဖက်တည်းကန်းနေတာမဟုတ်ဘူးမင်းရဲ့စိတ်ထားကွာတစောက်ကဖြစ်နေတဲ့ကောင်ကွာစိတ်တလုံးရဲ့မျက်နှာကြီးကနေရတက်လာတယ်ပြောစမ်းဟိတ်ကောင်မင်းငါ့ကိုပြောစမ်းကွာစိတ်တလုံးကအသားရည်တွေပါမိခင်ထားတဲ့တန်ကြောင်းလုံးနေရတက်လာတယ်အဲဒီနောက်မှာတော့မောင်ဆိုင်စီကိုခုံအုပ်လိုက်တယ်မောင်ဆိုင်ကလှန်ရှိကြီးတစ်ခုကိုဖတ်တီးပြီးစိတ်တလုံးရဲ့ရေဝါကိုထိုးချလိုက်တယ်စိတ်တလုံးရဲ့ကိုကိုလှန်ကြီးကထုတ်ချင်းပေါက်တိုးဝင်သွားတယ်စိတ်တလုံးက လန်ကိုကန်ကမောင်ဆိုင်အနီးကိုတိုးကပ်သွားတယ်။မောင်ဆိုင်အံ့အားသိနေတဲ့ချိန်စိတ်တလုံးကမောင်ဆိုင်ကိုပြေးဖက်လိုက်တယ်။ငါတယောက်ထဲတော့အသေးမခံနိုင်ဘူး။မင်းလိုကောင်းကိုပါငရဲပြို့ခေါ်သွားမယ်ဟဲ့။မောင်ဆိုင်ကအကြောက်ကန်ရုန်းကန်နေတယ်။ဒီချိန်စိတ်တလုံးရဲ့ကိုကဝုန်းငနဲ့ပေါက်ကွဲထွက်သွားတယ်။ပေါက်ကွဲတဲ့အရှိအဟုန်ကကြီးမလွန်တဲ့အတွက်မြေကြီးတွေတောင်တုန်ခါသွားခဲ့တယ်။နေရဲတောက်နေတဲ့အလင်းရောင်ကြီးတစ်ခုကကောင်းကင်တစ်ခွေ ပြက်ကျဲထွက်လာတယ်။ မိသားပောက်ခွဲတန်ကြီးကြတဲ့အတွက်အနောက်ကိုလှည့်ကြည့်မိတယ်။အနီရောင်အလင်းတန်းကြီးတွေကကောင်းငယ်တခွေစီကိုတိုးထက်ကပောက်ခွဲသွားတာကိုတွေ့ရတယ်။ဦးကြီးစိတ်တလုံးမိသားအဟိရေထိုင်ကြသွားတယ်။စိတ်တလုံးကမိမိကိုမိမိဖြက်စီးတဲ့အဖြက်အစီဆွဲအိမ်နဲ့ဖြက်စီးဖောက်ခွဲလိုက်ခြင်းဖြစ်ပါတယ်။မောင်ဆိုင်ကလည်းပောက်ခွဲမှုဒဏ်ကြောင့်လွတ်ထွက်သွားခဲ့တယ်။မောင်ဆိုင်ကကောက်ခွဲမှုအစွမ်းကိုအစွမ်းကိုအတုံးချကကောက်ခွဲလိုက်တဲ့အတွက်အသက်မတည်တာ။ဒါပေမဲ့ စိတ်တလုံးရင်ပြေးထန်တဲ့ပောက်ကွဲအားကြောင့်ခန္ဓာကိုယ်တခြားမီးကျွမ်းသူလိုဖြစ်ပြီးဆုတ်ပြတ်ထွက်သွားတယ်။ဒီအချိန်ဆရာဝါကြီးတို့အဖွဲ့ကအဲ့ဒီနေရာစီကိုရောက်လာပြီးတတ်ခိုက်ကြတယ်။မောင်ဆိုင်တို့အဖွဲ့ကဟင်းသာကုန်းကိုပြန်လည်ဆုတ်ခွာသွားကြတယ်။မိသားပြေးလွှားရင်အိမ်နဲ့ကြီးစီကိုရောက်လာတယ်။အိမ်နဲ့ကြီးကတကားပိတ်ထားတာကိုတွေ့ရတယ်။မိသားအနည်းကိုတိုးကပ်လာတဲ့အခါအိမ်နဲ့ကြီးရဲ့တကားပေါက်ပွင့်သွားပြီးဆရာကိုင်းတယောက်ထွက်လာခဲ့တယ်။ဂါကျုပ်အထက်ကိုအမြင်ဝင်ပါမိသားအိမ်ထဲဝင်တဲ့အခါမှာ ဒေါက်ဖွားရှင်အဖွားခင်နဲ့ဂိုင်းသားအ ਨੇ ကျို့ပဲတွေ့ရတယ်။ဂိုင်းသားတွေကကြောက်ရွံ့ထိတ်လန့်နေတဲ့အသွေးမြင်ကိုစောင့်နေတယ်။ဒေါက်ဖွားရှင်ကမိသားကိုကြည့်ပြီးခန်းချုပ်မမကြည့်အောင်ကျန်တဲ့ဂိုင်းသားတွေရောမိသားစိတ်ပြအားငယ်စွာနဲ့ထိုင်ကုန်မှထိုင်ချလိုက်တယ်။ဆရာကိုင်းကရေတခွက်ယူလာပေးကမိသားကိုတိုက်လိုက်ပြီးဆက်အေးရရဲ့တိုက်ပွဲအခြေအနေဘယ်လိုဖြစ်သွားလဲခန်းချုပ်မိသားအကြောင်းစုံရှင်းပြလိုက်တဲ့အခါမှာတော့ဆရာကိုင်းတို့ငိုင်းကိုကြားတယ် ဒါဆိုကျင်တဲ့လူတွေကိုတွားကြရမယ်လေ။ဆရာကန်ကိုဒေါက်ဖွားရှင်ကတားလိုက်ပြီ။ငါတို့ဒီကနေထွက်သွားမယ်ဆိုရင်ငါတို့အိန္ဒိယမဲ့တွေဖြစ်ကုန်မှာပေါ့။ဒါနဲ့ဆရာကန်တို့ကရောဒီအိန္ဒိယကြီးကိုဘယ်လိုရောက်လာခဲ့တာလဲ။ဆရာကန်ကရခိအကြောင်းအရာတွေကိုပြန်လည်ပြောပြလိုက်တယ်။မောင်ဆိုင်ခေါ်တဲ့အတွက်ဆရာကန်ကအခန်းအတွင်းထဲကိုဝင်လိုက်ရတယ်။ဆရာကန်ကရှမ်းလူမျိုးလည်းဖြစ်ပြန်။အရင်တော့ဆရာချဲရဲ့တားတပည့်တူဦးလည်းဖြစ်တာကြောင့် ဆရာကန်ကိုခေါ်လိုက်ရတာပဲဟုတ်ကဲ့ပြောပါမောင်ဆိုင် ကျုပ်ရဲ့အရေးချင်းနဲ့ဟိုရီနီယာနဲ့ထပ်တန်တယ်လို့ဆရာကန်ယူဆသလားမောင်ဆိုင်ရဲ့စကားကြောင့်ဆရာကန်ကအနှင်းငယ်တွေ့ဝေသွားတယ်မောင်ဆိုင်ရဲ့မိကွာတမျိုးတစ်ပုံဖြစ်နေတယ်ဆိုပေမဲ့မောင်ဆိုင်ရဲ့အကြိုက်ကိုလာရောဖို့ဆုံးဖြတ်လိုက်တယ်မတန်ပါဘူးမောင်ဆိုင်ဟုတ်တယ်ခမရအမအမြင်မှန်ရှိသေးတယ်ရှင်းတာခိုင်းရလူတွေကအမြင်မှန်မရှိကြအောင်အမြင်မှန်ဆိုတာ ဘာလို့ပြောရလဲမဆိုင်ကျုပ်ကကံမောစာခိုင်းမှာတော့ခိုင်းကြောက်ကြီးပြည့်ရာလူအကြီးဆုံးလူတယောက်ဖြစ်တယ်လို့အစအစအရှိဆုံးလူတယောက်ဆိုရလဲမမအောင်ဒါအမီခါငါ့ကိုအထင်မြင်သိပြီးတော့ခြံဆောက်ခွေးလို့တာဝန်ပေးတာဖြစ်တဲ့ရလားအဲမဖြစ်တဲ့မအောင်မဆိုင်ဒါကြောင့်ငါအစွမ်းစားဘယ်လောက်ရှိလဲဆိုတာသူတို့သိရလို့ဒီဟင်းတာကုန်းကိုငါတိမ့်ပိုက်မယ်ဆရာကိုင်တုံးလို့သွားလိုက်တယ်ဘာကြောင့်လဲ ဘယ်သူအတွက်တိတ်ပိတ်မှလဲမောက်ဆိုင်ဘယ်သူအတွက်မှမဟုတ်ဘူးငါအတွက်ပဲငါအတွက်ဆိုတော့ဘယ်လိုများလဲဒီမဲ့ဆရာကိုင်းငါရဲ့အစွမ်းစားနဲ့ဂိုင်းအစ်တတိုင်းတီထောင်ဖို့ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဂိုင်းတစ်ခုကိုတီထောင်တယ်ဆိုတာဖြစ်ဖြစ်နိုင်ဘာပြောတယ်ဆရာကိုင်းဟိုဟိုလေဖြစ်နိုင်ပါတယ်မောက်ဆိုင်အများကြီးဖြစ်နိုင်ပါတယ်အခုငါလူတွေကိုစုစည်းပြီးသွားပြီမိခါလူတွေလည်းထွက်သွားကြပြီဆိုတော့ ငါတို့ရွှေနာခိုင်းကိုတော်လာပြီးဒီနယ်မြေကိုသိမ့်ပတ်ရုံပဲရှိတော့တာပေါ့ဆရာခိုင်ဟာအလုံးထိတ်လာသွားတဲ့ဆိုပေမဲ့လည်းမောင်ဆိုင်မရိပ်မိအောင်ဟန်ဆောင်ထားရတယ်ကျုပ်ဘက်မှာဆရာခိုင်ပါမလားရွှေနာခိုင်းကိုပဲတစ္ဆာခတ်မလားခမရနောက်ကိုလိုက်ပါမယ်မောင်ဆိုင်ဆရာခိုင်ရဲ့အတန်တွေကတုတ်ရင်းနေတယ်ဒီလိုမှပေါ့ဆရာခိုင်ရဲ့ကဲလာပြခိုင်းသားတွေကိုသွားပြီးစီးအောင်ကျုပ်ဘက်မလိုက်တဲ့လူမှန်သမျှကိုပတ်သက်ပြရအောင် ဆရာကိုင်းနဲ့မောင်ဆိုင်ရအခက်တွေ့နေရထွက်လာခဲ့တယ်။ဒါပေမဲ့မောင်ဆိုင်ရစကားကိုမနာခံတဲ့လူမရှိ။နေရတာကြောက်ရတာမို့မောင်ဆိုင်ရစကားကိုလက်ခံလိုက်ကြတယ်။ဒါပေမဲ့လည်းအများစုကမောင်ဆိုင်ရစကားကိုနားယောင်ပြီးလက်ခံထားကြတဲ့သူတွေ။ဆရာကိုင်းကအဲ့ဒီလူတွေရဲ့အလင့်ငက်ကိုစောင့်နေတယ်။တကိုင်းလုံးကိုစီယုံပြီးတဲ့အခါမှာတော့မောင်ဆိုင်ဟာအောက်လိုက်ငယ်သားတွေကိုယာတို့တွေပေးနေပြန်တယ်။ဒီအချိန်ဆရာကိုင်းကအသာလေးလစ်ထွက်လာခဲ့တယ်။ဆရာကိုင်းဘယ်ဝမလို့လဲ။ဟိုလီ ပွဲကြီးတပွဲအောင်မြင်ပါပြီဆိုတော့အောင်သေးအောင်သာစားမယ်မဟုတ်လား။ရွှေနာတိုင်းမှာယမကကောင်းကောင်းမရှိတာကြောင့်ယမကပေါ့ဝယ်မလို့ပါ။ကောင်းပြီ။ခမည်းကိုယ်တိုင်မသွားနဲ့ဆရာကိုင်းလူတယောက်ကိုလှုပ်ပြီးဝယ်ခန်းလိုက်ပါ။ဆရာကိုင်းကဂိုင်းအဆောက်ဦးရဲ့အထောက်ပတ်ကိုလာခဲ့တယ်။အဲ့ဒီနေရာမှာတော့မောင်ဆိုင်အမိန့်နဲ့လူအများအဆောက်ကြက်လေတယ်။ဘသူ့အောင်မှာဝင်ခွေထွက်ခွေမပေးဘူး။ငါ့ကိုတကားဖွင့်ပေးစမ်းကွာ။ဆရာဆိုင်ရမှားထားတယ်။ဒီရီကဘသူ့အောင်မှာထွက်ခွေမပေးရဘူးတဲ့။ မင်းတို့တော်တော်ညံနေတဲ့ကောင်းနေပဲငါတခြားလူလားကွာအခုမင်းတို့ရဲ့ဆရာဆရာလုပ်ငန်းကြီးအောင်မြင်ပြီဖြစ်လို့အောင်းသိအောင်သားဆရာအောင်ခေါင်းရထွက်ဝဲခိုင်းတာကွာမင်းတို့ငါ့ကိုတားလို့ခေါင်းရမရဘူးဆိုရင်ဒီကိစ္စကမင်းတို့ကောင်းမရောက်တော့မှာကွာဆရာကိုင်ကခြောက်လန့်လိုက်တဲ့အခါမှာတကားဆောင်နေရဆရာကိုင်ကိုတကားဖွင့်ပေးလိုက်တယ်ဆရာကိုင်တရားအပြင်ကိုထွက်ကခတ်တုတ်တုတ်ထွက်လာခဲ့တယ်ငါဒီတိုင်းသွားနေလို့တော့မဖြစ်ဘူးအဖွားခင်နဲ့ဆက်တယ်မှာဖြစ်မယ် ဆရာကိုင်းကအဖွားခင်ကိုဆက်သွဲလိုက်တယ်။အိမ်နဲ့ကြီးထဲမှာလည်းဆရာဝါကြီးနဲ့လူတွေစောင့်ကြက်နေတယ်။အဖွားခင်ကဆရာကိုင်းရဲ့ဆက်တယ်မှုကိုသိပြီးထိတ်လန့်သွားခဲ့တယ်။ဒါနဲ့ဒေါ်ဖွားရှိကိုအနောက်ကိုခေါ်ကတိတ်တဆိတ်ပြောလိုက်တယ်။ကျမတို့ဘယ်လိုလုပ်ကြမလဲ။ငါဖြစ်ဆရာဝါကြီးကိုမသိငါအောင်။သူတို့ကဘယ်တော့မှလေးလေးနက်နက်မရှိရလူတွေ။ဒီနေ့တော့လက်နက်တွေကင်ပြီးဒီအိမ်ကြီးထဲမှာစောင့်ကြက်နေတယ်ဆိုတာတခခုတော့မသိငါစရာကောင်းနေတယ်။ ဒီချိန်ဆရာဝါကြီးရဲ့အနောက်ဒီချိန်ဆရာဝါကြီးကအနားစီကိုရောက်လာတယ်။အဖွားကြီးတွေဘာတွေပြောနေကြလဲ။ဘာမှမဟုတ်ပါဘူးဆရာဝါကြီးရဲ့။ဒါနဲ့ဒီအိမ်နဲ့ကြီးထဲမှာလုံးကျုံပါတယ်။အဆောက်နေရာလက်နက်တွေကင်မြင်စောင့်နေစရာမလိုပါဘူး။ဟာနန်းတော်ရောက်ကိုစောင့်ရှောက်ရမယ်လို့ခန်းညုတ်ကတေးတေးချာချာမှာသွားတယ်မဟုတ်လား။ကျုပ်တို့အလုံးကျုပ်တို့လုံးနေတာပါအဖွားခင်ရဲ့။အေးကွယ် ငါအိမ်မှာလက်လက်တွေကြိုက်နှားကြတော့ငါနေရတာကျင်းကျက်သလားလို့ပါဘာမှမကျင်းကျက်ပါနဲ့ကျုပ်တို့ကတာဝန်အရာလုပ်နေတာပါဆရာဝါကြီးထွက်သွားတဲ့အခါမှာတော့တွေ့လားအရင်တော့ကတော့ကလေးမကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လုံနေတယ်လို့ကအခုတော့ခိုင်းချုပ်ဆိုပါလားဒီအထက်ကတခုခုထူးခြားနေတာသိကြတယ်ခိုင်းချုပ်မရှိတဲ့အချိန်မှာမောင်ဆိုင်တော်ပုံကံဝင်နေဆိုရင်ဆရာဝါကြီးလိုလူမျိုးကတော့ပုံကံမှာအသေးကြပဲ။ တို့ဘယ်လိုလုပ်ရမလဲဒီအိမ်နဲ့ကြည့်ရလုံုံပြီးသားပါဒင်းတို့အိမ်ပြထုတ်ပြီးတော့အိမ်တကားတွေပိတ်ပြီးမှုဆက်လက်နဲ့တွေအသက်သွင်းလိုက်ဒင်းတို့ဝင်မလွယ်ဘူးခတ်တာတို့အားလုံးအိမ်ပြရအောင်ဘယ်နဲ့လုပ်ရမလဲဒေါ်ဘွားရှင်ကတစ်ချက်တွေးလိုက်ကဒါတော့ကျွန်မလုံးလိုက်ပါမယ်ဒေါ်ဘွားရှင်ဟာအလုံးပွေးကြိုင်တင်းပြန်လာတဲ့ဟင်းလာတွေကိုချက်ပြုတ်လို့အိမ်ပြဘက်မှာကုပြည့်ကြီးခင်းကတဲ့ခင်းနေတယ်ဒါဘာလို့တားလဲဒေါ်ဘွားရှင် ဆရာဝါကြီးတို့စောင့်ကြနေတာပြင်မမှာပေါ့ဒါကြောင့်ဆရာဝါကြီးတို့သုံးဆောင်မှုပြင်ဆင်ပေးထားတာကျုပ်တို့ဟာတာဝန်တွေနဲ့ဒီလိုစားဖို့မဖြစ်ဘူးဗျဒီအိမ်ကြီးကိုတရားရောက်ကတိုက်ခိုက်ချင်မှာတော့ဒီအချိန်ထိစောင့်နေပါမလားဆရာဝါကြီးရဲ့စားရင်စောင့်လည်းရပါတယ်ဆရာဝါကြီးဟာအတန်ကြာအောင်တင်းခံထားတယ်ဆိုပေမဲ့တင်းပြန့်မွေးကြိုင်တဲ့ဟင်းအနံ့တွေကိုရရှိတဲ့အခါမနေနိုင်တော့တဲ့အတွက်ဝင်းရောက်စားတော့လေတယ်။သကောင်းချင်းနီးပြီးမို့လက်နက်တွေကိုက်ဆောင်ပြီးစောင့်ကြနေတဲ့ ဆရာဝါကြီးရဲ့တပည့်တွေကလည်းဘိုက်စာလာကဝင်ရောက်စားတောက်ကြတယ်။တပည့်တွေအကုန်နှီးဝါလို့လို့အပြေရောက်တဲ့အခါကျမှဒေါ်ဘွားရှီကအိမ်တကားကိုပြေးလိုက်တယ်။ဆရာဝါကြီးတို့အိမ်ကြီးအတွင်းထဲကိုဝင်ချင်းကြပြင်မဲ့ဝင်ရောက်လို့မရပဲဖြစ်နေတယ်။ဒေါ်ဘွားရှီကခြံစည်းရိုးအဖြစ်ကာရန်ထားတဲ့ဝါပင်တွေကိုအသုံးပြုပြီးတိုက်ခိုက်မောင်းထုတ်လိုက်တော့မကြခင်မှာပဲဒေဝကိုင်းကအဖွဲဝင်နေပါဆရာဝါကြီးတို့နဲ့ပူးပေါင်းလာခဲ့တယ်။ဆရာကြီးကျတော့အိမ်နဲ့ကြည့်အောင်မရရအောင်တိုက်မယ်။ မလောက်ကြနဲ့အိမ်နဲ့ကြီးကဘာတန်ဖိုးမှမရှိဘူးကျုပ်တို့ဟင်းသာကုန်းကိုချိတတ်ကြမယ်ဟဲ့ဆရာဝါကြီးဥဆောင်တဲ့အဖွဲကဟင်းသာကုန်းကိုတတ်ခတ်ဖို့ထွက်သွားကြလေတယ်ဟင်းသာကုန်းကိုမောက်ဆိုင်တို့အပိုင်စီးလိုက်တဲ့အဖြစ်ကိုဆရာဝါကြီးတို့အဖွဲမသိဘူးအဖြစ်ကတော့ဒီလိုပါပဲခိုင်းချုပ်မိသားစိတ်တက်အလွန်ကြဆင်းနေတယ်ခိုင်းပြက်ပြီးခိုင်းကြီးတော့ပြက်ပါပြီဒါတွေအလိုကငါ့ကြောင့်ဒီလိုမတွေးပါနဲ့ခိုင်းချုပ် ခိုင်းချောင်အသက်ရှင်နေသေးတဲ့အတွက်ကျုပ်တို့ခိုင်းရမပြတ်စည်းသေးဘူး။ခိုင်းချောင်အနားယူပါအောင်။ကျမတို့ဘာဆက်လုပ်မလဲအဖွားခဲ့။ငါလည်းမတွေ့တတ်တော့ဘူး။ဒါပေမဲ့ဆရာနောင်ကိုဒီအဖြစ်ကိုအသိပေးပြီးအမြန်ပြန်ခေါ်ရမယ်။ဆရာနောင်ကိုဘယ်လိုအသိပေးမှလဲ။အဖွားခရတက်မလို့ခွေထိုင်။တော့ငါအစွမ်းနဲ့ခေါ်ကြည့်မယ်။ဖြစ်ပါမလားအဖွားခင်။ရန်ကုန်ဆိုတာအဝေးနော်။ငါတို့မှတခြားရွေးချယ်စရာမှမရှိရပါဘူး။ ငါ့မှာရှိတဲ့အစွမ်းနဲ့အကုန်အသုံးချပြီးတော့ဒီတရင်စကားကိုဆရာနောင်စီရောက်အောင်ပို့ပေးရမယ်။အဘွားခရမျက်စိကိုစုံမိကဆရာနောင်နဲ့အဆက်တွေရဖို့ကြိုးစားနေတယ်။ဥမာရကဖန်စီရလာမိတဲ့ခေါင်းဆောင်တွေကိုကြည့်နေတယ်။မမကြီးဆိုတာမိမဲကိုမင်းကဘကုန်းမှာအဆန်းဆုံးလူလို့ကိုကိုကိုကြွေးကြော်ထားတယ်ဆိုအခုတော့ငါ့ရဲ့လက်မှာအဖက်ခံထိပါရောလားကွ။ဟဲ့မြို့ရောက် ငါ့ကိုတက်ချင်တက်လိုက်စာမတက်ပါဘူးခမားလို့ပြညာထက်တဲ့လူကိုဒီတိုင်းတက်ပြရမှာနှမျောစရာရာတမန်ကောင်းစာဝကနဲ့တမန်မို့ဆိုဝရဆိုတာလဲမင်းတို့ကိုခမားရှာမရှိနဲ့တက်မယ်ဆိုရဖြစ်ချက်ချင်းသာတက်လိုက်မင်းတို့ကတဲ့စကားတိတ်ပြောတာပဲကွာမင်းတို့ငါကန်းလန်းစရာတခုရှိတယ်တကယ်လို့မင်းတို့နှစ်ယောက်ကဒေဝကိုင်းနဲ့ပူပေါင်းမယ်ဆိုရင်မင်းတို့ရဲ့အသက်ကိုချမ်းသာပေးမယ်အပြင် မင်းတို့လည်းယာလိုကြီးတွေပေးမယ်ကွာမပူပေါင်းရောမပူပေါင်းမှုဆိုရင်တော့တေတာထက်ကိုစိုးတဲ့အဖြစ်ကိုခံစားရမယ်ထိကျုပ်ကခမားလိုလူနဲ့ပူပေါင်းမဲ့အစားတေလန်းကိုပဲရွေးချယ်လိုက်မယ်မင်းတို့ကခေါင်းတိတ်မာတာပဲမင်းတို့ငါချက်ချင်းတော့မတတ်သေးဘူးနည်းနည်းပါပါပြန်စင်းစားနိုင်မို့အခွင့်အရေးပေးလိုက်ပါအောင်မယ်ကဲမပန်းတာတို့တို့အားလုံးကိုငရေတိုက်တဲ့ထိပ်ပြီးချက်နောက်ထားလိုက်စမ်းပါမပန်းတာက မမကြီးနဲ့တမန်ကောင်းစားနှစ်ယောက်အပဝဲဖန်စီရမရတဲ့သူတွေအလုံးကိုဆွဲခေါ်သွားလိမ့်တယ်။တပ်ပွဲကပြီးဆုံးသွားလိမ့်ပြီ။ရွှေနာဂိုင်းဟာဂိုင်းနာအများအပြားကိုလက်လွတ်လိုက်ရပြီးတော့ဟင်းနာကုန်းတဲ့မျိုးလက်လွတ်လိုက်ရတယ်။ဂျားထဲမှာအကျိုးမြတ်ရသွားသူအောင်မှောက်ဆိုင်။အကျိုးမြတ်မရပဲပြေးလာတဲ့သူကတော့ဆရာဝကြီး။ဥဒုခနဲ့ဥမာယာကဆရာဝကြီးကိုအပြစ်တင်ကြတယ်။ခမည်းတော်နန်းတော်ရကိုတိမ်မို့ပြောထားတယ်မဟုတ်လား။ခမည်းကဘာဖြစ်လို့ဟင်းနာကုန်းကိုတောက်တက်ရတာလဲ။ ဒါပေမဲ့ခမရတို့အခုလိုအောင်မဲ့ရဖို့အတွက် ကျုပ်ကအများကြီးကုညီခဲ့ရတာမဟုတ်လားကျုပ်သာကျုံမပြောရင်အခုချိန်လောက်ဆိုရင်ဆက်အင်းရွာနှစ်ရွာရှင်းနာကိုင်းလက်အောက်ကိုရောက်သွားလောက်ပြီမဟုတ်လားကျုပ်ကဒီဝကိုင်းရဲ့အကျိုးအတွက်အများကြီးစူးစမ်းခဲ့ရတဲ့အတွက်ကျုပ်ကိုဒီဝကိုင်းမှာနေရာတနေရာပေးရမယ်ယာရုကြည့်ကြည့်တခုခတ်အပ်ပေးရမယ်ဥဒုခခမရအတွက်ကျုပ်တို့ခိုင်းမှာတော့နေရာမရှိဘူးဒါမဲ့တေမင်းစီမှာတော့နေရာတနေရာရှိတော့ပါရဲ့ ။ဘာပြောတယ်။ခမရဘလို့ပြောလိုက်တယ်။ဒီချိန်ဥမာယာကဆရာဝါကြီးရဲ့အနောက်ကိုခုံဝင်ကဆရာဝါကြီးရဲ့လက်ကုတ်ကိုဆုပ်ကိုင်ထားလိုက်တယ်။ဘာဖြစ်လို့လဲ။ခမရတို့ဘာဖြစ်လို့ကြုတ်ကိုတစ္ဆာဖောက်တာလဲ။တစ္ဆာဖောက်တယ်။ဟုတ်လား။ခမရလိုလူရဲ့ဗစက်ထက်ကတစ္ဆာဆိုတဲ့စကားပြောထွက်သေးတယ်တဲ့လား။ခမရရွှေဟင်းသာအကိုင်းမှာဂိုင်းချုပ်20တိတိတာဝန်ထမ်းဆောင်ခဲ့တာတော့မှခမရရဲ့အကျိုးအတွက်တစ္ဆာဖောက်ဖို့ဝင်မလေးခဲ့ဘူးမဟုတ်လား ခမားလိုလူကိုကျုပ်တို့ခိုင်းမှထိုင်းတချိန်ကျရင်ခမားကလည်းကျုပ်တို့ခိုင်းကိုတစ္ဆာမဖောက်ပါဘူးလို့ပြောနိုင်မလားဒါဒါကတော့အနှစ်40လောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ခေါင်းဝန်တော်မှတစ္ဆာဖောက်ရဲသေးတာကျုပ်တို့ခိုင်းမှသူ့ကိုနေရာပေးလိုက်မယ်ဆိုရင်တချိန်ချင်းမှာကျုပ်တို့ကိုတစ္ဆာဖောက်ဖို့ဝင်လင်းနေမှာမဟုတ်ဘူးဒါကြောင့်ခိုင်းချုပ်အနေနဲ့သူ့လိုတစ္ဆာဖောက်လောက်ကောင်ကိုတစ္ဆာဖောက်တဲ့ပွားရလောက်ကိုပို့ပေးရလိမ့်မယ်မမလုပ်ပါနဲ့ကျုပ်ကိုမတတ်ပါနဲ့ ဥမာယာကဆရာဝါကြီးကိုတက်ပစ်လိုက်လေတယ်။ဆရာဝါကြီးနဲ့အတူတူပါလာတဲ့ရွှေဟင်းသာခန်းသား90ခန်းကိုလည်းတစ္ဆက်ပေါက်တွေဟုဆိုကအကုန်တက်ပစ်လိုက်ကြပါတော့တယ်။ပရိသတ်များရှက်အဝိဇ္ဇာထောတောင်းနဲ့တကွက်မာတော့ကြာဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို။စာရေးဆရာအကဆောင်လည်းကျေးဇူးထူးပဲတင်ရှိပါရရှက်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ ပရိသတ်များအားလုံးပဲကန့်ကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။